ကဲဒီနေ့ကတော့ဒါအကောင့်သေးပေမဲ့ short တော့မရတဲ့ short လေးဖြစ်အောင်လို့ဒါကွန်ဖူလာတင်တာပါအဲ့တော့ဒါဘယ်ရောက်နေရလဲဆိုတော့ဒါမဟာဗန်နူလာလန်းနဲ့38လမ်းတောက်ကဆရာရန်နိုင်ရဲ့ Dragon King ဆိုရည်ဒီကွန်ဖူလိုဗန်ဒိုလိုထိုက်ချီလိုတင်ပြီးတင်တဲ့အကြောင်းရောက်နေအဲ့တော့ဒီနေ့ကတော့ကွန်ဖူတင်မယ်အဲ့တော့ဆရာကိုလည်း interview နည်းနည်းမေးမယ်တော့သွားမယ်အခု loss တွေတော့ဒါဒီဟုတ်ဆုံးနဲ့တော့မရအောင်အင်ကြီးတော့လဲရမယ်ဆရာကိုလည်းတွေ့ပြုံးပါ ကဲဒါဒီမှာခုတော့ဒါ fashion ကတော့ကြွေးပြီးသွားတယ်။နည်းနည်းတော့ပွား။အဲဆိုရင်အရင်တင်မယ်ပြီးတော့ဆက်အောင်နဲ့ interview ။အဲ၃၃ရောက်ဟုတ်ပြီ။ရအဲ့ဒါတင်ပါမယ်။ဒီမှာမျက်နှာတွန်းတဲ့လည်းရတယ်။ဟုတ်လားနော်။အဲ့တော့ဟိုလေပတ်ကောင်းကုတ်တာထားရတော့ဒီမှာရံဝါးနှစ်ချက်ထိုးလို့ရတယ်။လက်ပလောင်နေနဲ့တွန်းလို့ရတယ်နော်။ဟိုဖြုတ်ချမှာပြောဖြုတ်ချင်တယ်ဆိုလည်းပြီးတော့မှဆိုအုပ်ပြီးတော့သွားဆွဲလာ။ ဆံမင်းပါပါရှင်ဆံမင်းပါပါသမီးဟုတ်ဆရာပရမအောင်ဆုံးပါတော့ဆရာရဲ့နာမည်လေးနဲ့ဒါဒီပညာကိုဘယ်ရွယ်ခဲ့ရစပြီးတော့လေ့လာခဲ့လဲဆိုတော့ပြောပြပေးပါဦးဟောဆရာနာမည်ကတော့ဆရာရဲ့နိုင်မောက်နော်ဆရာတို့ငယ်ရုံးကဆိုတော့တွန်တင်းမြို့နယ်ကံပဲကြီးရစာတီးရပါဘောနော်အဲညမတိုင်းကိုစတင်တာအမှန်တိုင်းပြောမယ်ဆိုဆရာယူလာတင်းစီရပါဘောအသက်9နှစ်တောင်ပါအဲ့ဒီကဒီကိုယ်ကမြေအောင်စတင်ပြီးတော့မှအဲရင်တော့တော့ဒီများတင်လိုက်တင်တဲ့သဘောပေါ့ရံဖြင့်ခံရမှာဆိုလို့ပေါ့အဓိကကခုနကဒီကွန်ဖူးပညာပေါ့ကွန်ဖူးမင်းလားဘလုစရီကိုကြည့်ရတဲ့အချိန်မှာသူ့ကိုအားကြပြီးတော့ သူ့လိုဖြစ်ကျင်တဲ့စိတ်ကြောင့်ဒီလိုအများကြီးတက်အောင်သင်တဲ့စိတ်ဖြစ်လာပါတော့နော်လောဘကြီးလာဘူးငယ်လေးကဆရာဝါသနာပါခဲ့တာပေါ့ဟုတ်တယ်အဲ့ဒီကအယူမူပဲအာဒီအောင်တောက်လျှောက်ပဲအာဒီတိုင်းပညာရေးနောက်ပဲတောက်လျှောက်လိုက်ခဲ့တာပညာတွေကိုပြန်ပြီးတော့သင်မေးဖြစ်တာလေဘာစိတ်ကူးငယ်လဲဆရာခုနကကားကိုပြန်ပြောမယ်ဆိုရင်ဆရာဘလူးစီဒီလို fighting action မင်းသားဖြစ်ချင်လို့သင်တာပထမယူရချက်ကဒါပေမဲ့နောက်ပိုင်းလာဒီရန်ကုန်မြို့မှာဆရာကြီးဦးစိုးမင်းနဲ့တွေ့တဲ့ခါကျတော့ तू ကဟိုအောင်တော့လုံးဝပိတ်ပင်တာတော့မဟုတ်ဘူးဒါပေမဲ့ तू က တိုင်းပြည်တိုင်းမှာကွာတဲ့မင်းတို့လိုဆရာတယောက်ထပ်ဖို့အမတန်ရှားတယ်တဲ့အမတန်လည်းလိုအပ်တယ်ပေါ့နော်ဒီလိုတယောက်ထပ်ဖို့ဆိုတာမလွယ်ဘူးတဲ့ဖိုင်တင်မင်းသားမှသူ့ဘာသူလည်းပေါ်ရင်ပေါ်ဦးမယ်တဲ့နောက်ဖိုင်တင်မင်းသားကျတော့မူဗီကနေပြလာတော့တမျိုးပေါ့နော်သူကသူထင်ထားတဲ့အကွက်တွေနဲ့သူ့ရဲ့ပေါင်းဆက်ပညာတွေနဲ့တော့ဖြစ်မယ်ဒီသူကသင်ညွန်းနှန်းနဲ့သူ့ရဲ့ပညာကိုသူကကြံခဲ့စေချင်တာပေါ့အဲဒါကြောင့်သူကဒီဇိုင်းမဲ့မဲ့ဆရာကိုအားပေးပြီးတော့ဟိုအတော်အားလည်းပေးတယ်ပေါ့နော်မဖြစ်ဖြစ်အောင်လည်းကူညီပေးတယ်ပေါ့အဲကြောင့်ဆရာကတော့ဟိုဘက်ကအဖို့ဖြစ်နေတာအမှန်တမ်းပြောမယ်အခုတည်းကလည်းအဲ ြောရမယ်ဝါသနာပိုးကတော့ကြံသေးတယ်ဆရာတော့နှစ်ခုလုံးနဲ့ပြကျင်တာပေါ့ဒါပေမဲ့မှန်တိုင်းပဲဟိုဘက်မှာဆရာလှုပ်တယ်လှုပ်ဘူးတဲ့2009 2010လောက်ကအရှင်ကားလေးနှစ်ကားသုံးကားရိုက်ဘူးတဲ့အဲ့မှာဒီကလည်းအခြေအနေတွေကတည့်ရတိုင်းပဲပေါ့နော်ဒီစီးပွားရေးတွေနဲ့ဒီဘူဒိုဈေးကွက်ပြတ်တာတွေနဲ့ဆိုဆရာ producer မရဘူးပေါ့မရဘဲနဲ့ ရလာရပြီးတော့ကိုယ်တန်တန်းချောင်းပဲကြောရွတ်လုံရင်လုံရင်လည်းအခုဆိုဆရာနှစ်ပေါင်း၂၀လောက်ဖြစ်သွားပြီပေါ့တန်တန်းဖွင့်တာကွန်ဖူတို့ဗန်ဒိုတို့ထိုက်ချီတို့အဲ့သုံးမျိုးကွာခြားချက်ဆိုရင်တော့ဘယ်လိုမျိုးလဲဆရာဘာတွေကွာလဲဟောကောင်းပါလေအဲ့မေကွန်ပေးတာလဲဆရာပို့ပြီးရဖြေလို့ကောင်းတော့ပေါ့ဒါဆရာအဲ့သုံးပါတာကဆရာရဲ့မာစတာခေါ်တာပေါ့ဘာသာရေးကြီးသုံးခုဆရာဒီချောင်းမှာတင်ပေးတယ်အဲ့တော့အတော်ချုပ်ထိထိရောက်ပြောမယ်ဆိုရင်ကွန်ဖူနဲ့ထိုက်ချီကတေးဥပညာကွန်ဖူဆိုတာကအမာအပြော့တွဲထားတာပေါ့ပြောချင်တာကြားလို့တိုင်းွက်တွေလည်းပါတယ်မွေလို့ရှော်ပြီးသွားတဲ့တိုင်းွက်တွေလည်းပါတယ် မြောက်လိုပေါ်ပေါင်းခြင်းနဲ့တန်းခွက်တွေပါသူကဘာလို့ဆိုတော့ဒီရှောင်းလင်ကွန်ဘူးကအရင်တော့တလေးဆန်တဲ့ဟန်မူရောင်ကြည့်ပြီးတော့ဒီရှောင်းလင်ကွန်ဘူးတီထွင်တဲ့ဖုံးတော်ကြီးဘော်ဒီဓမ္မပေါ့တာမိုးလိုလည်းခေါ်တာပေါ့သူကတီထွင်ခဲ့တယ်ဆိုတော့သူကအမာပြော့တွဲထားတာထိုက်ကြည့်ကြတော့နောက်ပိုင်းကျတော့မှဒီကွန်ဘူးကနေခွဲထွက်သွားတဲ့ចောင်းသားတယောက်ပဲပြောရမှာပေါ့ထားပါဘူးရတိပေါ့သူကရတိចောင်းထောင်လိုက်ပြီးတော့သူကထိုက်ကြည့်ဆိုပြီးတော့သူကအပြော့နေပြီအပြော့ရတဲ့ဘောကဘာလို့ဆိုတော့ကိုယ်လာထိတဲ့လက်ကိုအားလုံးចောင်းဖယ်ပြီးတော့သူ့အားတွေကျွံသွားမှာဆရာတို့ ဟိုမာရှက်နဲ့ပဲပြောပြောအာကစားနဲ့ပြောပြောရန်သူတယောက်ရဲ့အကျွန်းကိုသူကကျွန်းအောင်ဖယ်ပြီးမှတိုက်ခိုက်တာပြောမှလို့သူကသဘောတရားနဲ့ပညာမြင့်ဒါပေမဲ့ဆရာပြောချင်တာကတော့သူကဟိုအရှိမပညာကံတစ်ခုကိုတက်ပြီးမှသူ့ကိုတက်ထားမှသူကမာရှက်အနေနဲ့တုံးလို့ရတယ်အခုခေတ်ရောက်ထိုက်ချီကိုပဲလာတင်မယ်ဆိုလို့ချင်းကြသူကကျမ်းမာရေးလောက်ပဲကောင်းတယ်အကျိုးကတော့မရုပ်ဘူးကိုယ့်ရဲ့အလားဒီ blood circulation တွေးလည်းပဲအားတွေကောင်းတယ်စိတ်တည်ငြိမ်မှုတွေကောင်းတယ် joint တွေပေါ့ဒူးစစ်တို့လက်စစ်တို့ရဲ့ဒီအရိုးစစ်တွေခုနကြီးပေါင်းတယ်ဒါတွေလည်းသူကပျောက်ကင်းနိုင်တယ်ကျန်းမာရေးတော့လည်းကောင်းတယ် တချက်ဟိုနှစ်ချက်ပြပေါ့တဘာဝကြကြဆိုရင်တော့ကွန်ဘူးတင်ပြီးမှထိုက်ချင်တာပို့ကောင်းအဲ့တော့ तू ကဟိုကွန်ဘူးပညာမှာဆိုသူက one set ပေါ့ရှေ့ပိုင်းမှာငယ်ရွယ်တဲ့အချိန်မှာကွန်ဘူးပညာသင်အသက်နည်းနည်းကြီးလာတဲ့အချိန်မှာခွန်အားလျော့လာတဲ့အချိန်မှာထိုက်ချင်ကြတယ် तू ကပို့လဲပညာမှာဟိုတောက်ပြောင်သွားသလိုပို့ပြီးတော့ကျမ်းမာရေးရောကိုယ့်ရဲ့လူနာလူမှုဘဝပေါ့အသက်ချိန်မှုဘဝနေထိုင်မှုမှာဆိုတာတန်းနဲ့ပါသွားတယ်အဲဘန်ဒိုဆရာတို့ကပြောခြင်းတယ်ဘန်ဒိုဆိုတော့ဆရာတို့ကဒါဒီဒိုဆိုတဲ့စကားကိုယူပြီးတော့နီးပညာတွေစုစည်းစားရဆိုတဲ့ဟာကိုပြောချင်တာတကယ်တော့သူက ဘန်တိုဘန်ရှင်နဲ့သွားတာပေါ့မြန်မာပြညာပေါ့မြန်မာမှာကျတော့တောင်းမှုနဲ့တိုးတဲ့ဘန်တိုနဲ့ရောင်းကောင်းနဲ့ရှင်တဲ့ဘန်ရှင်နဲ့အဲ့တော့နှစ်ခုခွဲပြောမယ်ဆိုဘန်တိုကဆရာတို့ကလက်နက်မဲ့ကိုယ်လက်ထဲမှာဘာမှမရှိဘူးသူများကကိုယ်ဒုတ်တွေဓာတ်ရိုက်နဲ့တစ်ခုနဲ့တိုက်ခိုက်မယ်လက်နက်မဲ့လည်းဖြင်းဖြင်းမယ်အဲ့တော့တိုက်ခိုက်တာကိုဘန်တိုလို့ခေါ်ပြီးတော့ကိုကလက်နက်ကတစ်ခုကိုကန်ပြီးတော့ပြန်လည်းခုကန်တာကိုဘန်ရှင်လို့ခေါ်တာပေါ့အဲ့တစ်ခုပေါင်းတာကမြန်မာတွေကဒီကောင်တိုင်းတက်တယ်တိုင်းသမားညာရက်တော့တိုင်းနဲ့သူကခြုံပြီးခေါ်လာတယ်အဲ့တော့လည်းဆရာတို့ကလုံးဝမပြောက်ပြက်စေချင်တဲ့တော့ဆရာက ဒါရဆရာရသုံးခုပေါ့ကြောယူပေါ့အဲ့အနေနဲ့သွားတာပါဆရာပြောပြပါမယ်တော်တော်လေးကိုတိတိတတလေးရှင်းရှင်းလင်းလင်းဖြစ်သွားရပါတော့။ကဲတော့ဒါရရှင်းလဲသိချင်တာလည်းပဲပြီးတော့ဒါအရင်တော့ကလည်းဆရာဒီမှာပိုစတာတွေလည်းတွေ့ရပါတော့။ညီကလည်းရုပ်ရှင်တွေရိုက်ခဲ့ဆိုအခုရောရိုက်ဖို့စီစဉ်ရှိသေးလား။အဲအဲ့မေကွန်ကလည်းဒါအခုကွက်တီဖြစ်သွားပါတော့။တော်တော်လေးအဆင်ပြေပါလေ။ဆရာခုနကပြောသလိုက2009 2010လောက်မှာ ရိုက်ခဲ့တယ်ရိုက်ကတော့ခုနကလောက်ရိုက်ခဲ့တယ်ဒါပေမဲ့ခေါင်းဆောင်လေးနဲ့ပြောရင်တော့ဒီနှစ်ကားပေါ့နော်အကျန်တာကတော့ပြောရင်ရှည်သွားမှာဆိုတော့ဒါပေမဲ့ကြားမှာလည်းဆရာလည်းစ조사တာပေါ့ဒါပေမဲ့ဒီမှာတင်တန်းကလည်းတစ်ဖက်နဲ့ဆိုတော့ဆရာဒီကွန်တက်မမီဘူးပေါ့ရုပ်ရှင်နဲ့ပင်နဲ့ကိုဒီကလည်း main ကလည်းကိုရဲ့ကြောယူလည်းဖြစ်တယ်ဒီမှာလည်းတာဝန်ရှိတယ်ဆိုတော့ဒါပေမဲ့ဆရာနီးမျိုးစုံနဲ့တော့ချိတ်ဆက်ချိတ်ဆက်ရတဲ့အခုသမီးလားမေယာနဲ့ဆိုတော့ကွက်တီပေါ့နော်အခုဆိုရင်ဆရာတို့ကဂျူဂျူကနေတင်မဲ့ဇလန်းတွဲလေးပေါ့နော်ဇလန်းတူလေးရိုက်ဖို့အစီအစဉ်ရှိပါတယ်အဲဇက်ကားနာမည်ကိုဇန်ညောမှာတခါလေးအပ်ပြီးသွားပြီအဲဂျူးတိတ်အောင်ရပြီပေါ့ပြောရမှာဆို ဟာကုမ္ပဏီပါတစ်ခါလဲကြော်ညာလိုက်ပါမယ်ဒီ35လဲကိုရှမ်းလေးလို့နဲ့ပါဟုတ်ကိုရှမ်းကိုရှမ်းလေးဆိုရင်လဲသူက fighting ပင်းသားကြီးများစွာကိုတင်ပေးခဲ့တဲ့သူပေါ့နောက်ဆုံးနာမည်ရှိတဲ့ဂျွန်ကိုတို့ပါလို့တင်ပေးခဲ့တာပေါ့အဲသူတို့နဲ့ပြောထားဆိုထားပြီးတဲ့အတွက်ကြောင့်ဇက်ကားနာမည်ကလဲ Mike Phelps ရန်ကျိုးစွာဒီကိုကံပညာကိုပဲဆရာတို့ကမူတည်ပြီးတော့အခြေခံတင်ပြီးတော့ပြမှာပေါ့ဆရာလဲပါလို့ဒီကိုကံပညာကိုပဲပြခဲ့နေတာပေါ့နော်ဒီကားတွေကိုကြည့်ပြီးတော့လူငယ်တွေပေါ့ခုကဘာမှာဆိုဆရာတို့ကဘရုစီကိုအားကြပြီးကွန်ကူပညာဆိုတာအကုန်သိတယ်နောက် Jackie Chan Jet Li အခု Donnie Yen ဒီဟာကြီးကသူကစင်စက်မဲ့မဲ့ထွက်လာတော့ဒီကွန်ပူပညာကြီးကမပြောက်ပြက်တဲ့အပြင်သူတို့ကပုံမတောက်ပြီးတော့တကဘာလုံးကတည်တယ်ပေါ့ဆရာတို့ဒီမှာကျတော့အဲ့လိုတကယ်အရန်တက်တဲ့မင်းသားမရှိဘူးပေါ့မထွက်ဘူးပေါ့နော်များများပြောမယ်ဆိုရင်အဲ့ဒါကိုလည်းဆရာတို့ကဒီလူငယ်တွေကဒီကားတွေကိုကြည့်ပြီးတော့အားကြပြီးတော့သူကအားကြတဲ့သူရှိမှဒီပညာကိုလိုက်လို့ချင်တာပေါ့တင်ယူချင်တဲ့စိတ်တွေပေါက်လာတော့မှဒီပညာကြီးကမျိုးဆက်မတိမ်ခေါ်မပြောက်ပြက်ပဲနဲ့ဆရာတို့ကတည်တဲ့ကြံခဲ့စီတဲ့ရည်ရွယ်ချက်လည်းပါပါအားကြောင့်မို့ဆရာတို့အကောင့်တွေပေါ်မှာပေါ့နော်အဖြစ်အောင်စူးစမ်းမယ်လို့ကိုခံပညာတွေကိုတင်ကျင်တဲ့သူတွေတော့ဟောဆရာစကားလေးနည်းနည်းပြောပြပါအောင်ရှင် အဲ तू ကသင်ထားသင်တာပေါ့နော်တကယ်တမ်းဆိုဒီဟာအသက်ဆောင်ပညာထဲမှာပါတယ်ဆရာတစ်ခါဒီမှာလဲတူတူလုံးနဲ့ခုနောက်ပိုင်းတော့ရေးပါတယ်တိတ်အများကြီးမပြောတော့ဘူးရေကန်နဲ့ပြုတ်ကြမှာရေခုပြေးတင်လို့မရဘူးလေဟုတ်လားဟာငါချိုးတင်ထားမှရမှာဒီလိုပဲဆပင်းစီကောင်းမောင်းလဲချိုးတင်ထားမှအဲ့တဲ့ပုံဆိုတာကဒီကိုကံပညာပေါ့နော်အခုဆိုဂျုံရပေါ့အပြင်မှာလူကြောက်ကဟဲ့ဆိုအလစ်ဓာတ်နဲ့ထောက်တော့မှပစ္စည်းတောင်းတယ်ပေါ့အဲ့ပစ္စည်းကပေးလိုက်ရတာအကြောင်းကိုချိုးကြတော့တကယ် သူ့ရဲ့ဒါချိတ်ဆက်မှုကြောင့်ပေါ့နော်ပစ္စည်းလောင်းနဲ့မရဘူးဒီပြဿနာတစ်ခုကလူအသက်ကိုပါရန်ရှာမယ်ဆိုကိုယ်အဲ့မှာတင်းတရားနေရာပေးလည်းမရဘူးအဲ့မှာငါကိုယ်ကံပညာပြည့်တင်မယ်ဆိုလို့ရှိရင်မရဘူးအဲ့တော့သူကလူတိုင်းတွေကိုတက်ဆိုင်တယ်လူတိုင်းကိုတင်ထားတယ်စတင်တာတော့ဟိုရန်သူနဲ့ချိတ်ဖို့အတွက်ယူရချက်မဟုတ်ဘဲနဲ့ဒီကိုယ်ကံပညာကိုငါကျွမ်းကျင်အောင်မျိုးစစ်ယူမယ်ဒါမှမဟုတ်လည်းချိုးကြဒီပညာကိုမျက်လို့တယ်ပေါ့ထိမ့်သိမ့်မယ်ပေါ့ဒါမှမဟုတ်လည်းချိုးကြလည်း lesson ကမ်းမယ်ပေါ့အဲ့လိုယူရချက်မျိုးစုံဘယ်လိုမျိုးနဲ့ပဲတင်တင်တင်ထားတင်ပါတယ်တကယ်တက်ထားတင်ပါတယ်ဆိုတဲ့အကြောင်းပဲဆရာလူငယ်လူရည်တို့ ပြောပြချင်ပါတယ်အတိပေးချင်ပါတယ်ဆရာဒီသင်တန်းကျောင်းကိုဘယ်အရွယ်ကနေပြီးတော့စပြီးတော့လက်ခံလဲဒီမျိုးသမီးတွေရောလက်ခံလားဆရာအမှန်ပါတယ်ကိုကံပညာဆိုတာတော့လူအသက်အရွယ်မရွေးဘူးနော်ယောက်ျားမိန်းမမိတက်ထားတဲ့နေဆိုဆရာတို့ကတိတယ်ဒါပညာရှင်တိုင်းနဲ့တိပါတယ်အရန်သူကိုချတာတော့ပြင်ပါကြတော့အော်ငါဘယ်နဲ့မှချမယ်ဆိုမရအောင်မဆက်ကဒါပါတော့ကလေးတွေစပြောမယ်ဆိုကလေးတယောက်ကိုလက်ဆွဲခေါ်တယ်ဆိုရင်တော့အားရင်ဘယ်လိုလုပ်ပါမယ်ဒါမဲ့ဆရာတို့ကဘာမှမတက်တဲ့ကလေးနဲ့စာရင်တက်တဲ့ကလေးကခုနလိုပေါ့ဘွားเจ้าဖောက်ဆိုနှမ်းခံပြီး ထိဝမ်းထွက်ပြေးလို့ရမျက်လုံးဆက်ကလေးတန်းထုတ်လိုက်ပြီးရဆိုရင်ထွက်ပြေးလို့လွတ်မြောက်နိုင်တယ်ပေါ့နော်။နေလားမလားဟိုပြိုင်ပွဲတွေလို့အပေးသက်သည့်ခြားဖို့တော့ဖြစ်ကြမှာဖြစ်မယ်။ဒါပေမဲ့လက်တော်တခါတည်းမှာအဲ့ကိစ္စကြောင့်သူအသက်အန္တရာယ်လွတ်မြောက်နိုင်တယ်။မိန်းကလေးနဲ့ထုံနေတကောင်းပေါ့နော်။သူယောက်ျားလေးတယောက်လို့ခွန်အားမရှိပေမဲ့ယောက်ျားလေးရဲ့တကယ်ခံနိုင်တဲ့နေရာကိုသူကခြားမှာမဟုတ်ဘူး။ကိုယ်ရံမြတ်တက်တဲ့သူကြတော့ဆရာတို့မှတက်ပြီးသားဆိုရင်သိတယ်ပွိုင်းတယ်ပေါ့ကွာ။အဲ့မှာတော့အမှုဆုံးပြောမှဆိုမျက်လုံးတို့အာ လေပင်တို့အဆိုင်တို့ပေါ့နော်ဒါဒိတဲ့နူးတဲ့အာပေါ့နော်ရှိတယ်ပေါ့နော်အဲ့ဒီညာလေး point ကိုချလိုက်တယ်ဆိုကိုကအများတန်းလဲလေ့ကျင့်ထားရဆိုရင်အားသေးတာသေးတာပဲ तू ထုတ်တဲ့အာကို तू ထုတ်သုံးနိုင်ပြီးတစ်ချက်ဆိုတစ်ချက်ပဲအဲ့ချိန်မှာလူပြောက်က2မိနစ်3မိနစ်ထားပါတော့ကိုမခုခံနိုင်ဘူးပေါ့နော်အဲ့ချိန်မှာကိုကရှောင်လဲပြီးတော့လုံးောက်နိုင်တယ်ဆိုရင်ကိုအသက်အန်တယ်လုံးောက်အဲ့ဒါကိုခံပညာလို့ခေါ်တယ်ဘယ်ပြန်မဆိုကိုလာပြီးတော့ရန်ပြတိုက်ခဲ့တယ်ဆိုရင်မတက်တဲ့ငက်ဆိုင်တက်ထားတဲ့ကြောင့်ခုနဆရာပြောတဲ့ပုံစံပေါ့နောက်ဆုံးလာခိုင်းတဲ့ဒီလက်တန်းလေးတစ်ချောင်းချိုးလိုက်ရင်တော့လူကြီးဘလောက်ပဲဖြစ်ဖြစ်အမှတ်မတင်ဆိုရင် ဲ့လူကြလောလောဆယ်မတိုက်ခိုက်နိုင်ဘူး။ဒါဆိုလွတ်မြောက်နိုင်။ပြောပြတယ်အဲ့ဒါကိုကိုယ်ခံပညာတို့ခေါ်တဲ့အတွက်ကြောင့်ဘယ်ရွယ်မဆိုတင်တင်တယ်။ဒါပေမဲ့ဆရာတော်ဒီမှာဘာလဲဆိုတော့မတက်မချင်းတင်ပေးတဲ့တင်တန်းကြောင်းပေါ့။ခွင့်မလင်းပြောမယ်ဆိုတော့တပါတာကိုဆရာတောင်းဝန်ယူလိုက်တယ်တင်တန်းချင်းယူလိုက်တယ်ဆိုရင်မတက်မချင်းတင်ပေးတဲ့အတွက်ကြောင့်ဆရာစီမှာဆိုရင်တော့ရှင်းနဲ့ထက်လောက်မှဆရာလက်ခံ။တကယ်ကိုယ်ခံပညာကိုမျိုးစေ့ဖောင်ဒေးရှင်းချမယ်ဆိုရင်တော့တကယ်တရုတ်ပြည်လိုပါအောင်မှာဆိုနှစ်နှစ်သုံးနှစ်တရားဟိုကတခုကိုခန္ဓာကြီးလှိမ့်တဲ့လှိမ့်နှိမ့်နေပေါ့နော်အာအထိုင်ထားလေးလှုပ်တဲ့လှုပ်တဲ့အကျော်လေးရှော့တဲ့နဲ့ရှော့တဲ့တယ်သူအဲ့လိုဖြည်းဖြည်းနဲ့ပေါ့ မျိုးစေ့ချဖို့ဆိုရင်တော့ဘယ်ရွယ်မဆိုမနေ့ဖြစ်တယ်ဆရာတို့တို့မတက်မချင်းဆရာတို့အခုတာဝန်ယူရတယ်ခေါ်တာပေါ့အစင်းစင်းလာရတဲ့ဆင်ဆရာအဲ့လိုမျိုးကိုကကိုပြောတဲ့အတိုင်းနဲ့တကယ်လုပ်ပေးနိုင်တဲ့အရွယ်မျိုးဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ကိုကိုနဲ့လောက်ပေါ့ရှင်းနဲ့အထက်ကိုနဲ့ပေါ့ဆရာစတဲ့နဲ့အရွယ်လောက်ပေါ့ကဲရှင်းရှင်းပြောရင်တော့အဲ့အရွယ်လောက်ဆိုဆရာတို့ပို့ပြီးတော့ အဖြစ်ဝါလက်ခံပေးပါဟုတ်ကဲ့အခုလိုမျိုးအချိန်ပေးပြီးတော့သင်ကြားပေးတာရောအင်တာဗျူးလေးဖြေပေးတဲ့အတွက်ဆရာကိုကျေးဇူးအများကြီးတင်ပါတယ်။အဲဆရာလည်းကျေးဇူးတင်ပါတယ်သမီးသမီးတို့မီဒီယာနဲ့ဒီလိုပေါင်းမှာပဲဆရာတို့ကတခါလေးပြောပြချင်တာလေးပြောပြဝင်ရတယ်။အပြန်အလှန်ပေါ့။ကျေးဇူးတင်ပါတယ်သမီး။ဟုတ်ကဲ့ကျေးဇူးပါရှင်။